ပရိသတ်များအားလုံးပဲမင်္ဂလာပါရှင်။မြန်မာနဝချက်နေရတဲ့နှွေထွေးစွာနဲ့ပြန်လည်ပြီးတော့ကြိုဆိုလိုက်ပါတယ်။ဒီ channel လေးကနေပရိသတ်များစိတ်ဝင်စားမဲ့ဇာတ်လမ်းကောင်းတွေကိုနေ့စဉ်တိဆက်ပေးနေရဖြစ်တဲ့အတွက်ဒီကနေ့မှလည်းပရိသတ်များစောင့်မျှော်နားဆင်နေကြဖြစ်တဲ့စာရေးဆရာဇေယနိုင်ရမညာရဲ့အောင်မြတ်တာနဲ့ချိန်မီတောက်နဲ့ဇာတ်လမ်းလေးကိုပရိသတ်ကြားနားဆင်ရမှာဖြစ်ပါတယ်။အမလေးကြေကြပါအောင်ကြေကြပါအောင်ဗျာ။ အလဲရကြအော်ဟိရထပ်ပြေးလာတဲ့ကြုံတို့ကြောင့်ထင်းစည်းတွေချီနောင်နေတဲ့အဖွဲသားတွေရုတ်ရုတ်တဲတဲဖြစ်ကုန်တယ်။ကြုံတို့ဘာဖြစ်တာလဲ။ငေါငေါကဲပါဦး။ငေါကဲပါဦးကွာ။ကြုံတို့ကတော်တော်လက်ညှိုးထုတ်ကအော်ဟိရအယုတ်ကျိုးပြတ်လဲချသွားခဲ့တယ်။ဟာကြုံတို့ဒလိထောင်းလေ။ဆိုထွေးကကြုံတို့ကိုလှောက်ခိုင်းမင်းလိုက်ပေမဲ့စကားမေးမရတာကြောင့်ရင်မက်ကိုလက်နဲ့ဖိပြီးဆန်းသက်ကြည့်လိုက်တော့ နှလုံးမခုန်တော့တာကိုတတိထားမိခဲ့လေတယ်။ကျောင်းကျောင်းတို့အသက်မရှိတော့ဘူးကွာ။ဟာခုနလေးတွေတော်တဲ့ထွက်သွားတဲ့လူကရုတ်တရက်ကြီးဘလို့ဖြစ်ရတာလဲ။အဖွဲသားတွေအားလုံးအော်အော်မြင်တက်နေတဲ့အချိန်ဘေးမှာရင်နေတဲ့ဦးမင်းမောင်ကကျောင်းတို့ဝက်ထားတဲ့အင်းကြီးကိုရုတ်တရက်ဆွဲဖြက်လိုက်တော့ရင်းညို့တဲ့တဲ့မှာမီးလောင်ထင်ရလို့အသားနီလန်နေတဲ့ချစ်ပွားရာတစ်ခုကိုမြင်တွေ့လိုက်ရတယ်။ဟေးကောင်လေး ထင်းစိမ့်တွေအကုန်ထားခဲ့ပြီးတော့ဒီနေရာကနေအမြထွက်ကြတော့မဟုတ်ရင်အကုန်သိမ်းကုန်လိုက်မယ်။ဦးမင်းမောင်ကအလန့်လက်ကြအော်ဟစ်ရေးကျုံတို့ရဲ့အလောင်းကိုပွေ့ချီကတောင်ချီဘက်ကိုပြစ်ထွက်သွားခဲ့တယ်။ဒီလိုနဲ့တော်တဲ့ထိခုတ်သွားရင်ကျုံတို့ဆုံးပြီဆိုတဲ့သတင်းကကညေ30ရွာထဲမှာညာရီချီပြက်နှက်သွားခဲ့တယ်။ဦးမင်းမောင်ရဲ့ရွာထဲကကာလာသားတချို့ကကျုံတို့အလောင်းကိုရွာအပြင်မှာဆီထိုးပြီးထားဖို့အလုံးရှုပ်နေကြတယ်လို့ကျုံတို့ရဲ့အလောင်းကို တကူတကလာကြည့်ကြတဲ့လူတွေကလည်းရွာပြင်မှာပြည့်ကျဲနေခဲ့တယ်။တချို့ကြတော့လည်းအလောင်းစင်ကုလုပ်ပေးသလိုနဲ့ကျွန်တို့ရင်ဘက်မှာရှိတဲ့ခြေရပုံစံဒရကိုလာကြည့်ကြတဲ့လူတွေရှိသလိုတချို့ကြတော့လည်းကိုရသားတယောက်ရုတ်တရက်ဆုံးမလာမှုကိုချင်းစာစိတ်အပြည့်နဲ့လာရောက်လောက်ကင်ပေးခဲ့ကြတယ်။အလောင်းစင်ရဲ့ဘေးမှာတော့လူမမယ်ကလေးတယောက်ကိုခရီးခွေချီပြီးရှာကြည့်တဲ့ငွေငိုကျွေးနေတဲ့မိန်းမတယောက်ရှိနေခဲ့တယ်။သူမရဲ့မျက်လုံးက အသက်မဲ့နေတဲ့ကျုံတို့ရဲ့အလောင်းကိုကြည့်ပြီးငိုလိုက်။ခြိထားတဲ့လူမမဲ့ကလေးကိုကြည့်ပြီးငိုလိုက်နဲ့လှုပ်နေ။ခန္ဓာကိုယ်ကမြေကြီးပေါ်ကိုဝုန်းငနဲ့ပြိုချသွားခဲ့ပါတော့တယ်။ကျွန်တော်ကဲပါဦးဗျာ။ကဲကြပါဦးဗျာ။တရားထိုင်နေရကြားလိုက်ရတဲ့အသက်ကြောင့်အောင်မြတ်သားရဲ့မျက်တောင်တွေမတိမတားလှုပ်ခတ်သွားခဲ့တယ်။ကဲကြပါဦးဗျာ။ကျွန်တော်ဘယ်ကိုရောက်နေလဲဆိုတာပြောပြပေးကြပါ။ အသားပြ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 ထက်ကြလိုက်ရတာမို့အတန်ကြားလိုက်ဘက်ကိုအာရုံခံကြည့်တော့တိမ်ငယ်နေတဲ့မျက်နှာနဲ့ဒင်းတရားလမ်းလျှောက်နေတဲ့လူတယောက်ကို မြင်တွေ့လိုက်ရတယ်။ဒီတခါမှာတော့အောင်မြတ်သားရဲ့မျက်လုံးတွေဖြက်ခနဲ့ပွင့်လာပြီးထိုင်နေရကနေထရက်လိုက်တဲ့ချိန်။လာနဲ့သွားစား။ငါတို့စိတ်မှာမဲအတွက်နေရာမရှိဘူး။ထွက်သွားစား။ဘယ်ရနေရောက်လာတဲ့ကောင်လည်းမသိဘူး။ဟဲ့ကောင်ခေါဝေးသွားနေစမ်းဆိုတဲ့မောက်ထုတ်တန်တွေကိုပါထက်ကြလိုက်ရတယ်။ အဲ့ဒီချိန်မှာကောင်းတဲ့ခွန်လာတို့ပါထလာပြီးအတန်ကြားတဲ့ဘက်ကိုဗျာနူကြည့်လိုက်တဲ့အခါတကောလုံးဖြူပက်ဖြူပေါ်ဖြစ်နေတဲ့လူတယောက်ကြောက်ရွံ့နေတဲ့မျက်နှာနဲ့သူတို့ရှိတဲ့ဘက်ကိုလမ်းလျှောက်လာတာမြင်လိုက်ရတယ်။ဆရာဒီလိုကဘာတူလဲ။ငါလည်းတရားထိုင်နေပြီးသူ့အတန်ကြားလိုက်ရလို့တရားပြောလိုက်တာ။ဘာတူဆိုတော့မသိရသေးဘူး။အောင်မြတ်သားစကားဆုံးတာနဲ့လမ်းလျှောက်လာတဲ့သူကိုစိုက်ကြည့်ပြီးအမြင်အာရုံဖွဲ့စေလို့ရေရွတ်လိုက်တဲ့အခါ ဲ့ဒီလူရဲ့မျက်လုံးတွေကအမြတ်သားတို့ဆရာတပည့်၃ယောက်စီကိုချက်ချင်းရောက်လာခဲ့တယ်။အလိုလေးရောဂီဝင်တဲ့လူတွေပါလား။ဒါဒါဆိုခမည်းတော်ကတရားကျင့်တဲ့လူတွေများလား။တေထင်မြင်တဲ့အတိုင်းဟုတ်မှာပါလေ။တင်းကရောဘလို့ကြောင့်ဒီနေရာကိုရောက်လာရတာလဲ။ကျွန်တော်မသိဘူး။မှတ်မိတဲ့လောက်ကမီးတောက်နေတဲ့ခြေရောက်တစ်ဖက်ရယ်။အရန်ပူလောင်တဲ့ခံစားမှုရယ်ပဲမှတ်မိတယ်။ဆရာ သူ့ကိုကြည့်ရတာအသိမဉာဏ်တချို့တိတ်ငံထိထားသလိုပဲနော်။ငါလည်းမင်းပြောသလိုပဲတွေးမိတယ်။သူ့မဉာဏ်ပြေရအောင်ဆဲကြည့်လိုက်ပါဦးမယ်။အောင်မြတ်သားတွယ်လျားတဲ့လက်ချောင်းတွေကိုဖြတ်ပြီးအရှိမရင်နေတဲ့လူရဲ့ဥကောင်းထက်ကိုအုံမိုးလိုက်တယ်ဆိုရင်ပဲလက်ချောင်းထိပ်ကနေနွားနော်လိုဖြူစင်တဲ့အလင်းနှန်းတွေစီးကျလာခဲ့တယ်။အလင်းနှန်းတွေကရင်နေတဲ့လူရဲ့ဥကောင်းထက်ကိုစိတ်ဝင်သွားတဲ့အချိန် တင်ဖြစ်ပျက်ခဲ့တဲ့အရာတွေကိုမကြွေးမကြံပြောပြနိုင်စေလို့အမိန့်ပြန်လိုက်တော့ရက်နေတဲ့လူရဲ့မျက်လုံးတငယ်အိမ်ကရုတ်တရက်ကျင်းသွားပြီကျွန်တော်တောထဲမှာလမ်းပြောက်ပြီတက်ပေတပေအောက်မှာနားနေတဲ့အချိန်တက်ပေအနောက်ကဂမှုလေးပေါ်အပေါ်ဆုံငဲ့မိတယ်အဲ့ဒီအချိန်ဘေးမှာရှိတဲ့တက်ပေတွေကလင်မတိုက်ပဲလှုပ်ရမ်းလာပြီခြေထောက်နှစ်ဖက်မှာမြေတွေတောက်လောက်နေတဲ့လူတစ်ယောက်ကမျက်စိအရှိမရုတ်တရက်ပေါ်လာခဲ့တယ်သူကကျွန်တော်ကိုမင်းဝင်းဝင်းတောက်နေတဲ့မျက်လုံးတွေနဲ့ကြည့်ပြီး ရင်ဝတ်တဲ့တော့ခြေထောက်နဲ့တက်နေပါလေရောသူ့ပုံစံကအရန်ကိုကြောက်ဖို့ကောင်းပြီခန္ဓာကိုယ်ကနေလဲမြေကုန်းငွက်တွေတထောင်ထောင်ထွက်နေခဲ့ကျွန်တော်လည်းအရန်ကြောက်လန့်ပြီခြေထောက်အောက်ကနေရုံထွက်လာခဲ့တာအဖွဲသားတွေရှိတဲ့နေရာကိုဘလို့ရောက်မှမသိရောက်လာခဲ့တာအဲ့ဒီနောက်ပိုင်းဘာမှသတိမရတော့ဘဲနဲ့သတိပြင်ရတဲ့အချိန်မှာတော့မျိုးတွေပိတ်ဖုံးနေတဲ့တောအုပ်တစ်ခုတည်းကိုရောက်နေခဲ့ပြည့်ရော။ ကျွန်တော်လဲတောထဲမှာခြေဦးတရာလျှောက်သွားရင်ဒီကိုရောက်လာခဲ့တာပဲဆိုတဲ့စကားတန်တွေထွက်လာခဲ့တယ်။အောင်မြတ်သားလဲသိကျင်တာတွေသိရပြီမို့လက်ကိုပြန်ရုပ်သိမ်းလိုက်တော့အရှိမရင့်နေတဲ့လူကငုံငုံငန်ငန်ပြန်ဖြစ်သွားခဲ့တယ်။ဆရာတော့ဘယ်လိုလုပ်ရမလဲ။ဒီပုံစံအရဆိုရင်တော့မူလခန္ဓာကိုယ်နဲ့ပြန်ဝင်လို့ရနိုင်သေးတယ်မဟုတ်လား။အချိန်မီပြန်ဖို့နိုင်ရင်တော့အသက်ရှင်နိုင်သေးတယ်။ဒါမဲ့သူ့ဘက်မှာနေတယ်ဆိုတာသိဖို့လိုသေးတယ်။ အောင်မြတ်သားစကားဆုံးတာနဲ့ရှေ့မှာရှိတဲ့လူရဲ့ဘက်ကိုလှည့်ပြီးတော့တင်ရဘေးရွာမှာနေတယ်ဆိုတာမှတ်မိသေးလားကျွန်တော်ကကညေ30ရွာမှာနေပါတယ်ကညေ30ရွာလို့ပြောလိုက်တာကြောင့်အောင်မြတ်သားဟာမလမကတ်မှာရှိတဲ့တော်တည့်ရပြေအောက်ကိုသွားပြီးပင်စီကိုလက်နဲ့ထိကဒီတိတ်ပင်မှာစောင့်ကြက်တဲ့ပုံကိုကြောက်အရှိန်ရောက်စီလို့အမိတ်ပြန်လိုက်တော့ပင်စီရဲ့အလဲကနေစင်တရီလိုကျဲထုံနေရဲ့အသားရည်ရှိတဲ့လူဝကြီးတယောက်ထွက်လာပြီး အောင်မြတ်သားကိုစိုက်ကြည့်နေခဲ့တယ်။ကြက်ကိုခေါ်တာဘာလို့ဖို့လဲ။ကញီတုံစင်ရွာကိုတင်သိပါသလား။ကျုပ်အဲ့ဒီရွာကိုသိတယ်။ကျုပ်တို့လိုက်ဖို့ပေးနိုင်မလား။ကျုပ်ပိုင်တဲ့အတွင်းတော့လိုက်ဖို့နိုင်တယ်။တခြားနေရာရောက်ရင်တော့သက်ဆိုင်တဲ့ပုံကိုယ်တွေကိုအကူအညီတောင်းကြည့်ရမယ်။ကောင်းပါပြီ။ကျဲနဲ့ပိုင်ကျုပ်တို့ဆက်လုပ်ပါမယ်။အောင်မြတ်သားတို့လည်းတော်တဲ့ရပင်စာပုပ်ကိုရဲ့လမ်းပြမှုနဲ့ကញီ30ရွာရှိတဲ့ဘက်ကိုထွက်လာခဲ့ပါတော့တယ် လမ်းကြီးတစ်လျှောက်မှာတော့တခြားနန္ဒဘဝတွေကတစ်ပင်ကြီးတစ်ပင်ငယ်တွေနောက်ကနေအောင်မြတ်သားတို့ကိုချောင်မြောင်ချစ်ရှုနေကြသလိုတချို့ကြတော့လေအမောင်တို့တွေကနေပြူးချည်တဲ့မျိုးလုံးတွေနဲ့ချောင်းချည်နေကြတယ်။လမ်းပြခေါ်ဆောင်သွားတဲ့ပုဂ္ဂိုလ်ကလူနှစ်ယောက်ခန့်သွားလို့ရတဲ့တော်လတ်တစ်ခုအရှိကိုရောက်တဲ့အခါမှာတော့ခြေလမ်းတွေကိုရက်ပြီးပတ်ဝန်းကျင်ကိုချိန်ကန်တောင်းပေါက်လိုက်ကြည့်နေတာကိုမြင်လိုက်ရတယ်။တင်းဘာဖြစ်လို့ဆက်မသွားပဲရက်လိုက်တာလဲ။ ကျောင်းနှောင်းနဲ့မီးလောင်ညောင်းနဲ့နေရနေတယ်။ပဝင်းကျင်ကလည်းရုတ်ချီတိတ်ဆိတ်သွားသလိုပဲ။တော်တရပြေဆောက်ပုတ်ကအနေငယ်ထိမ့်လက်နေတဲ့ပုံစံနဲ့ပြောလိုက်တာကြောင့်အောင်မြတ်သားလည်းပဝင်းကျင်ကိုအကဲခတ်လိုက်တော့အညိုရောင်မီးကုန်းငွေတွေလင်းညာရက်ကနဲ့လွှဲပြန်လာတာကိုမြင်လိုက်ရတယ်။သူသူလာနေပြီ။ကြောက်ပြဲမရတော့မယ်။ဘယ်သူလာနေလို့တင်ရဒီလောက်ကြောက်ရွံ့နေရတာလဲ။တောဆောင်နဲ့ကြီးတောဆောင်နဲ့ကြီးလာနေပြီ။ ကျုပ်ဒီထက်ပိုပြီးလမ်းမပို့ပေးနိုင်တာကိုတောင်းပန်ပါတယ်တော်သေးရဲ့ပေဆောင်နက်ကအလန့်တကြားပြော့ပြီးဖနောက်ကိုစောင့်လိုက်တဲ့အခါအခုငွေအဖြစ်ပြောင်းလဲပျောက်ကွယ်သွားခဲ့တယ်။ဆရာမိကုံးငွေတွေအရင်များလာပါလား။မကောင်းကနှကောင်းကိုလက်နဲ့ပိတ်ပြီးပြောနေတဲ့အချိန်သူ့ဘေးမှာရက်နေတဲ့လူကနားနှစ်ဖက်ကိုလက်နဲ့ပိတ်ကမြေကြီးပေါ်မှာလူးလိမ့်နေပါရော။သွားငါစိတ်မလာနဲ့ထွက်သွား။နေရောကောင်းက ငါလက်ထရပြဲလို့လွတ်ရောလားလိုက်တံပါတဲ့အသက်အော်အကြီးကအရက်လေးမျက်နာကနေထွက်ပေါ်လာတာကြောင့်အောင်မြတ်သားလည်းဘေးဘီကိုအာရုံခံကြည့်လိုက်တဲ့အခါမိကိုငွေတွေကလွဲလို့ဘာကိုမှမတွေ့ခဲ့ရအောင်ဒီကောင်ကတောတခွင်ကိုအကျင်းမဲ့ထိမ့်ချောက်ထားတာပဲကျွန်တော်တို့လည်းဘာမှမတွေ့ရသေးဘူးဆရာဒင်းကအတော့ဆွာကြီးရဲ့ပုံပဲကျွန်တော်တို့ဘယ်လိုလုပ်ကြမလဲဆရာငါတို့၃ယောက်လုံးဒီမှာရှိနေတယ်ဆိုရင် လက်ပြပြက်ဝေးမှုအခက်ခဲဖြစ်သွားလိမ့်မယ်။ဒါကြောင့်မင်းတို့နှစ်ယောက်ကဒီလိုခေါ်ပြီးတော့ကညီ30ရွာကိုအရောက်သွားကြ။ငါကဒီမှာနေပြီးတော့တောင်ဆောင်နဲ့ဆိုတဲ့ကောင်းကိုထိန်းထားပေးမယ်။ဟုတ်ကဲ့ဆရာ။ဒါဆိုကျွန်တော်တို့သွားလိုက်ပါဦးမယ်။ဆရာနဲ့တတိထားပါ။မကောင်းကအောင်မြတ်သားကိုနှုတ်ဆက်ပြီးမိဘမလူလိမ့်နေတဲ့လူကိုလက်ပြခေါ်အေးနဲ့ချုပ်လို့ဆွဲခေါ်သွားခဲ့တယ်။မကောင်းတို့ထွက်သွားတာနဲ့တပြိုင်နက်တော်ရရနေအလုံးကိုကြက်လောင်းနဲ့တော်လဲတန်ကြီးတစ်ခုထွက်ပေါ်လာပြီး တက်ပေတက်ကိုင်းနေရနေတဖြည်းဖြည်းမြည်တဲ့အတန်တွေထွက်ပေါ်လာခဲ့တယ်။အောင်မြတ်သားကတော့အသက်အကြာရဘက်ကိုမျက်နှာမူဝါထိုင်လို့လွယ်အိတ်တရားနဲ့အင်းဆဲကညစ်တန်းကိုထုတ်ကာရှစ်တေးရမြေကြီးကိုထိုးဆောက်လိုက်တယ်ဆိုရင်ပဲထိုင်နေတဲ့ဘေးပက်ပက်လယ်မှာရှိတဲ့မြေကြီးတွေကပတ်ကြားအပ်သလိုဖြစ်လာပြီးတော့အထက်ကနေရွှေအိုးရောင်အလင်းနှံတွေထွက်ပေါ်လာခဲ့တယ်။အလင်းနှံတွေကအုတ်တိုင်းတပွဲကာယံထားတာကြောင့်မြေကုန်းငွေတွေကမကောင်းလို့ထွက်သွားတဲ့နေရာစီကိုမရောက်တော့ဘဲ အောင်မြတ်သာထိုင်နေတဲ့ပဝေးကျင်းမှာပဲဟိုဟိုဒီဒီဝဲဝဲနေခဲ့ကြတယ်။ငါပိုင်နဲ့ထဲအောင်လာပြီးစီးပေါင်းတတ်မှတ်တဲ့ကောင်ကိုအသေးတက်ကြောက်စားဟိ။ခြောက်ကအကွယ်လာတဲ့အတန်နဲ့ကြီးကတောတစ်ခုလုံးပြက်နှက်ပြီးတဲ့နောက်မှာတော့ညာတန်ပေးအော်ဟစ်လာတဲ့အတန်တွေရယုံချီထွက်ပေါ်လာခဲ့တယ်။အောင်မြတ်သာလည်းရှီတဲတဲ့ကိုမျက်နှာမူပြီးကြည့်နေတဲ့အချိန်လူသေးကောင်တွေလိုပုတ်ပွားနေတဲ့နာနာဘဝတွေလူဝင်တွေလို အမွှေးဆုပ်ပွားကောင်တွေ အဆရှိတဲ့ကြောက်မြောက်ဖွယ်ရနာနာဘဝတွေကသွေးပြက်ဖွယ်ကောင်းတဲ့အတန်တွေပေးပြီးထွက်လာခဲ့ကြတယ်။တကြစံဒဇစီဆက်ဆုပ်ပြက်ကြဟိတာမန်လူတယောက်သွေးပြက်နိုင်လောက်တဲ့အော်ဟိကျင်းဝတန်တွေနဲ့တိုးကပ်လာတဲ့နာနာဘဝတွေကိုကြည့်ပြီးအောင်မြတ်သားတပြည့်ရှိတစ်ချက်ကိုချလိုက်ပါတော့တယ်။တပြည့်ချတဲ့နဲ့တူသူ့ရဲ့အရှိမပြောင်းလဲနေတဲ့လက်နက်တွေဆွဲခံလို့အစိမ့်အောင်အစိမ့်တန်စာတွေဝစ်ဆင်ထားတဲ့အင်းဆဘလူးတွေပေါ်လာခဲ့တယ်။ နာနာဘဝတွေကအင်းဆောင်ဘလူးတွေကိုမြင်တော့ရှစ်ကိုစက်မတက်ရဲကြတော့ပဲဝါးတပြန့်စာအကွာမှာရက်နေတဲ့အချိန်သကောဝမ်းလောက်ရှိတဲ့မီလုံးကြီးတစ်လုံးကနာနာဘဝတွေရဲ့အရှိကိုထိုးချလာခဲ့တယ်။ရဲရဲတောက်နေတဲ့မီလုံးကြီးကမြေကြီးနဲ့ထိတာနဲ့တပြိုင်နက်နတ်မောင်နဲ့အသားရည်ရှိတဲ့လူတယောက်အသင်ကိုပြောင်းလဲသွားပြီးသူ့ဘေးမှာရှိတဲ့နာနာဘဝတစ်ကောင်ရဲ့ဥကောင်းကိုခတ်တင်တင်ဆုပ်ကိုင်တာ။တရေဘောကြောင်နဲ့ကောက်နေ။ အမေကမနာခံတဲ့ကောင်နဲ့ဘလို့ဖြစ်မလဲဆိုတာကြိတ်ထားကြဆိုပြီးအဲ့လိုကျင်းဝလိုက်တဲ့ဆိုရင်မယ်နတ်မောင်နေတဲ့လက်အောက်ကနေမင်းညုံမီးဆွေတွေထွက်ပေါ်ပြီးတော့ဦးကောင်းကနေခြေတော်အထိဝါမျိုးပြတ်သွားခဲ့တယ်မျက်စိတမဲ့အတွေ့ပြောင်းမှုဖြစ်သွားတဲ့နာနာဘဝကိုမြင်တော့ကျင်းတဲ့ဒါနာဘဝတွေကတုံ့လောက်သွားခဲ့ကြတယ်နောက်တစ်ခါအမေအောင်လုံးဆိုင်အကောင်လုံးမင်းလောင်တိုက်သွေးပြစ်မယ်အခုချက်ချင်းဒီကောင်ကိုအသေးတက်ကြစမ်းမဲနဲ့နေတဲ့လူရဲ့စကားကြောင့် ယခင်ကတုံ့ဆုံနေတဲ့လူတွေအလုံးညာတန်ဖေးကအောင်မြတ်သားစီကိုပြေးဝင်လာခဲ့တယ်။တက်ကြဟိတ်ဖြတ်ကြဟိတ်ရှေဆုံးကပြေးဝင်လာတဲ့နာနာဘဝတစ်ကောင်ကိုဘလူးတစ်ကောင်ကလက်ထဲကင်ထားတဲ့တင်းပုံနဲ့ဆွဲရလိုက်တော့လေထဲမှာတဲ့အငွေအဖြစ်ပြောင်းလဲပြောက်ခွက်သွားခဲ့တယ်။နာနာဘဝတွေနဲ့အင်းဆောင်ဘလူးတွေရဲ့တက်ပွဲကတောတခွေပြည့်နေပြီ။ကျင်းဝါတန်အော်ဟစ်တန်တွေကလည်းကဘာပြတ်မတက်ထွက်ပေါ်လာခဲ့တယ်။ကညေ30ရွာကိုသွားနေတဲ့မကောက်တို့လည်း အနောက်ဘက်တောရရနဲ့ထွက်ပေါ်လာတဲ့အလင်းနှမ်းတွေကျင်းဝါးထံတွေကြောင့်ရှောက်လန်းနေတဲ့ခြေလန်းတွေကိုရက်လို့အနောက်ကိုလှည့်ကြည့်လိုက်ကြတယ်။လမ်းလျှောက်နေရုတ်တရက်ရလိုက်တာကြောင့်ရှီရနဲ့လမ်းပြအဖြစ်သွားနေတဲ့ဇမေဆုပ်ဖွားတဲ့ကောင်ကအနောက်ကိုလမ်းကျောက်သွားခဲ့တယ်။လမ်းကျောက်သွားတဲ့ကောင်ကလက်ဝဲမှာခက်တီးတီးရစ်ပက်နေတဲ့ပရေကျိုးကြောင့်ဆက်ငင်ဆက်ငင်ဖြစ်နေတယ်။ဘာလို့ရလိုက်တာလဲအကိုရဟိုကောင်တော့တေတော့မှာပဲ။ခွန်လာမကောင်းလက်ထရာပရေကျိုးကိုဆွဲယူပြီးကျိုးစားကိုလျှော့ပေးလိုက်တော့မှ လေဗင်အင်းနေတဲ့ကောင်ပုံမှန်ပြန်ဖြစ်သွားခဲ့တယ်။ငါလည်းမရွယ်ပါဘူးကွာ။ဟေ့ကောင်မင်းအဆင်ပြေရလား။မကောင်ရဲ့စကားကြောင့်မြကြီးဘွားကလည်းကုံယုံထနေတဲ့မျက်လုံးပြိုနှာခေါင်းပေါက်တိတိနဲ့အကောင်ကခေါင်းကြီးပြပြီးဘာမှမဖြစ်ကြအောင်အမူအရာပြသနေခဲ့တယ်။ဆရာအဆင်ပြေရလားမသိပါဘူးကွာ။ငါတော့စိတ်ပူတယ်။ဆရာအဆင်ပြေမှာပါ။ကျွန်တော်တို့ပဲကငယ်30ရွာကိုအာယုံမတက်ခင်အချိန်မီရောက်ဖို့ပဲလိုတာ။ ခွန်လာစကားကြောင့်မကောင်းလေပရေကျိုးနဲ့ခြိထားတဲ့ကောင်ရဲ့အရှိမရက်ပြီငပြုကမင်းကညေ30ရွာကိုတိတာတိကြပါရဲ့နော်တိတိကြပါရဲ့ဆရာကျုပ်မလိမလိရဲပါဘူးတိကြရင်ပြီးရောမမီလို့ကတော့မင်းရဲ့ပြုတ်ထွက်နေတဲ့မျိုးလုံးကိုဖောက်ပြီးလက်ထစာကျွေးပြစ်မယ်မကောင်ရဲ့စကားကြောင့်ပရေကျိုးနဲ့ဖန်ထားချေခင်ရတဲ့မျိုးလုံးပြူပြူတစ်စီဟာမျက်နှာငယ်လေးဖြစ်သွားခဲ့တယ် စကားအကောင်ပြောပြီးလမ်းပြဖို့ခေါ်ရွားကြမထီလေးစားလှုပ်တဲ့ကောင်အခုကြတော့လေသူ့လောက်ကြောက်တက်တဲ့လူလောကမှာမရှိတော့သလိုပဲဆရာတို့ဒီလောက်ဆွမ်းမမသိခဲ့လို့စော်ကားမိတာတောင်းမှမှာပဲနောက်နောက်လေးလေးစားစားဆက်ဆက်မှမယ်မကောင်းတော့လေလမ်းမှာဖမ်းလာတဲ့တစင်ကပြို့ကိုဖျဲချပြီးကငယ်30ရွာကိုဆက်လက်ထွက်သွားခဲ့ကြတယ်တောထဲအတွင်းထဲမှာတော့အင်းဆောင်ဘလူးတွေနဲ့နာနာဘဝတွေရဲ့တိုက်ပွဲကပြင်းထန်နေပြီးနာနာဘဝတွေဘက်ကအထိနာနေတယ်လို့ အေးဆောင်ဘလူတချို့ကလည်းမိသွေးခဲလို့နှမောင်နေတဲ့လူရဲ့လက်ချက်နဲ့ပြောင်မုံအဖြစ်ပြောင်းလဲသွားခဲ့တယ်။နာနာဘဝတချို့ကတော့အောင်မြတ်သာဖတ်တီးထားတဲ့အတားအဆီးကိုကြော်ဖြတ်ဖို့ကြိုးစားခဲ့ပေမဲ့ထင်သလောက်အလုံးမဖြစ်ခဲ့ပဲဖြတ်ကျော်သူတွေသာမိကျွမ်းအောင်ပြာကျသွားခဲ့တယ်။ဒါအောင်မြင်တော့အသားမမဲနဲ့လူကအောင်မြတ်သာကိုထန်ရကနေရွှေရောင်ပြုတ်လို့ဖို့ကြိုးစားခဲ့တယ်။ဒါမဲ့မအောင်မြင်ပဲအောင်မြတ်သာရဲ့ကိုမှစောင့်ကြနေတဲ့ကိုဆောင်အင်းဆောင်ပုံကိုယ်ရဲ့လက်ချက်နဲ့ ်ညနာဟတ်တက်꿰ပြီးဒဏ်ရာရရှိသွားခဲ့တယ်။ဒါကြောင့်အချင်းနေမဟမတ်တီးတဲ့ကောင်တွေကသူ့လက်အောက်ကနာနာဘဝတွေကိုအကာအကွယ်ယူပြီးတော့ခန္ဓာကိုယ်ကိုမြေလုံးသွပွဲဖတ်ဆင်းပြီးတောရဲ့အတွင်းဘက်ကိုထွက်ပြေးသွားခဲ့ပါတော့တယ်။ခေါင်းဆောင်ဖြစ်သူထွက်ပြေးသွားတာကြောင့်ကျန်နေတဲ့နာနာဘဝတွေကခြေဦးတရာကိုထွက်ပြေးကြတဲ့အတွက်တောရင်းတိုက်ပွဲကြီးကတုံးချက်တီးလောက်မှပြန်လဲညစ်သက်သွားခဲ့တယ်။မိဟုံဟုံတောက်လောက်နေတဲ့ခြေထောက်နဲ့ဘေးမှာရှိတဲ့ကြောက်တုံးကိုစစ်စစ်ညက်ညက်ကြည့်အောင်နှင်းချလိုက်တဲ့အတွက် ရှေ့မှာဒူးထောင်နေတဲ့အသားမမဲနဲ့လူရဲ့ခန္ဓာကိုယ်ကစက္ကနဲ့တုံသွားပြီအရှင်ပေးတဲ့တာဝယ်မကျေပွန်တဲ့အထက်ပေးတဲ့အပြစ်ကို ကြည်ကြည်နက်နက်ကြီးခံယူပါမယ်ငါပိုင်တဲ့ထက်မှာဒီလိုအဖြစ်မျိုးစော့ကားခံရတာပထမဆုံးပဲဟဲ့ငနဲ့တူမင်းတို့ဒီလိုဖြစ်အောင်လုပ်ခဲ့တဲ့လူတွေအခုဘယ်မှာရှိလဲသူရဲ့တပည့်တွေကတော့ကညင်30ရာဘက်ကိုသွားနေပြီးတော့သူကတော့တော်တည့်ရဲ့ပင်အပိုင်စီးထဲမှာရှိနေပါတယ်ဟွန်း ။ငါ့ကိုစော်ကားပြီးမထိမ့်မမြင်လှုပ်တဲ့ကောင်တွေကိုဟောဒီခြေထောက်နဲ့နစ်သက်ပြစ်မဟိ။ထာထောင်မောင်းမအရင်မြင်းမြင်းနဲ့ပုတ်ကွာမီးဟုံဟုံတောက်လောင်နေတဲ့ခြေထောက်ကိုဆောင်းချလိုက်တဲ့အခါဘေးနှစ်ဖက်ကိုမီးပွားမီးစောက်တွေဖြာကနေလွှတ်ထွက်သွားခဲ့တယ်။လေးချက်တွင်တဲ့အသက်ကြောင့်မကောင်းတဲ့ခွန်လာရုရဲ့ခြေလမ်းနေရာပုံပြီးတွက်လက်လာခဲ့တယ်။ငပြုရွာအခုထိမရောက်သေးဘူးလားဟ။အရှိဆိုရောက်ပါပြီ။ခဏလောက်ပဲတီးခံပေးကြပါ။ တဆိုင်ငယ်ပြူကမကောင်းတို့ကိုကြောက်ရွံ့နဲ့မျက်နှာနဲ့ကြည့်ပြီးရှစ်ကိုခတ်တုတ်တုတ်ထွက်သွားခဲ့တယ်။ဆယ်မိနစ်လောက်ကြာပြီးတဲ့အချိန်မှာတော့ဝင်းယုံပင်တွင်အုတ်ဆိုင်နေတဲ့တော်နဲ့တဏီယာအယောက်အသားနီဆက်ဆက်အရဲမြက်မြက်လူထွားကြီးတယောက်မြေကြီးတရားနဲ့ဝုံကနေခုံထွက်လာပြီးမကောင်းတို့ရှေ့မှာပိတ်ရက်နေတာကိုမြင်လိုက်ရတယ်။ဆရာ तू तू ကရွာဆောင်နဲ့ဖြစ်မယ်ထင်တယ်။ရွာဆောင်နဲ့ဆိုလဲလူလောက်ပို့တာလို့ပြောလိုက်ကွာ။မကောင်းစကားကြောင့်ငါပြူက သူတို့ချင်းနားလေတဲ့စကားနဲ့ပြောလိုက်တယ်ဆိုပေမဲ့အသားနီဆက်ဆက်ပုတ်ကွာမျက်နှာထားတင်းတင်းနဲ့ရက်နေခဲ့မရဘူးဆရာတိပ်ပြီးသားဝင်းညိုရွာတယ်ပြင်းဝင်ဘူးတဲ့အာဒီကောင်ကတော့ဒါတိပ်ပြီးသားမဟုတ်ဘူးမျောနေတာကွာအကိုဖယ်ဆမ်းပါဗျာဒီကောင်ကစကားကောင်းပြောမရဘူးဆိုတော့လှုပ်တင်တာလှုပ်ရတော့မှာပဲခွန်လာဆုပ်တစ်ချက်တက်ပြီးလွယ်အိတ်သေးပါလာတဲ့လောင်မီအင်းကိုစက်ကနဲ့ဆွဲထုတ်လို့ရွာဆက်တဲ့ပြစ်ချဖို့အလုပ် အသားနီဆက်ဆက်ပုတ်ကွာတုံတုံရီရီဖြစ်လာကအနောက်ကိုတုံလန်းလောက်ဆုတ်သွားခဲ့တယ်။မပြူဟိုကောင်ပြောလိုက်ခေါင်းမနေဒီအင်းကိုနှစ်ဖုံးမှကတ်ပေးလိုက်မယ်လို့မပြူလဲနေရတာကြောက်နေရတာမို့မျက်နှာငယ်လေးနဲ့ရှေ့တိုးပြီးလက်ဟန်ချေရနဲ့ပြောတဲ့အခါခဏကြာမှာတော့အသားနီဆက်ဆက်လိုအားပိတ်ထားတဲ့လမ်းကိုဖယ်ပေးပြီးပျောက်ကွယ်သွားခဲ့တယ်။ဒါလောက်ဆိုရွာထဲဝင်လို့ရပြီထင်တယ်။မကောင်းကသူ့နောက်မှာကတ်ပါလာတဲ့သူ့ကိုအရှိတ်ကိုထွက်ခါမီရွာထဲကိုဝင်ခိုင်းခဲ့တယ်။ ရွာထက်ကိုရောက်တော့အခေါင်းစိမ်ပေါ်မှာတင်ထားတဲ့ခန္ဓာကိုယ်တစ်ခုကိုမြင်လိုက်ရတယ်။အချိန်မီသေးတယ်။ခက်နဲ့မြင်ဝင်ပြီတော့မကောင်းရဲ့စကားကြောင့်ဘေးမှာရက်နေတဲ့သူကသူ့ခန္ဓာကိုယ်ရှိရအလောင်းစိမ်ရှိတဲ့ဘက်ကိုပြုတ်ထွက်သွားခဲ့တယ်။ခဏနေတော့အလောင်းစိမ်ပေါ်မှာငုတ်တုတ်ထထနေတဲ့ပုံရိပ်တစ်ခုကိုမြင်တွေ့လိုက်ရပြီးတိတ်မကြခဲ့အချိန်မှပဲ။ဘေးနာဇေယျပေါ်ကနေတရေတရေဆိုပြီးအော်ဟစ်ပြေးလွှားနေတဲ့အတံတွေကိုပါကြားလိုက်ရတယ်။ မကောင်းတို့လည်းမိမိတို့ရဲ့တာဝန်ပြီးဆုံးပြီမို့ဖမ်းခေါ်လာတဲ့တစိငပြို့ကိုလှုပ်ပေးပြီးဆရာဖြစ်သူရှိတဲ့တောတိရဲ့ဘဘက်ကိုပြတ်ထွက်လာခဲ့တယ်။အာယုံတက်ချေဖြစ်တဲ့အတွက်တောအုပ်အတွင်းထဲမှာရှိတဲ့ကျင်းငက်တချို့ကအစာရှောင်ထွက်ဖို့တာဆုံနေကြသလိုတောကျက်တချို့ကလည်းနေတဲ့ကိုကြိုဆိုတဲ့အလားအတကုံတွန့်ကျူးနေခဲ့တယ်။အောင်မြတ်သားကတော့တောအတွင်းထဲမှာရှိတဲ့ဝီယုံမီအောက်မှာငိတ်သက်စွာထိုင်ပြီးသမတ်ထောက်ကိုမြဲတဲ့မြင်အောင်ကြည့်ကြံနေတဲ့အချိန်မျက်လုံးထဲမှာ အလင်းအတညင်းကြီးတောက်လောင်နေတဲ့မီးအလေးရောင်တချို့ထင်ဟပ်လာခဲ့တယ်။အောင်မြတ်သားလည်းသူ့အရှိမတစုံတယောက်ရောက်လာပြီးဆိုတာသိလိုက်ရတာကြောင့်တမတ်ထအကျင့်ကိုဖြုတ်ချပြီးမျက်လုံးကိုအသာဖွင့်ကြည့်လိုက်တဲ့အခါမီးတောက်မီးလျံတွေဒူးစစ်လောက်အထိလောင်မြိုက်နေတဲ့လူတစ်ယောက်ကိုမြင်တွေ့လိုက်ရတယ်။အဲဒီလိုကအောင်မြတ်သားကြောက်မောက်ဖွယ်ကောင်းတဲ့မျက်လုံးနဲ့စိုက်ကြည့်ပြီးငါကငါပိုင်တဲ့ထဲမှာဖမ်းထားတဲ့လူကိုလှုပ်ပေးပြီးငါတပည့်ကတိခတ်အောင်လှုပ်ခဲ့တဲ့သူလားလို့မေးလိုက်တော့အောင်မြတ်သားက နှာခမ်းစွန်းလေးနှစ်ခုတွတ်အောင်ပြုံးလိုက်ကကျုပ်ကတော့ဘသူ့အောင်မှ အရင်ထိခိုက်အောင်မလုပ်ပါဘူးတေရာရာဆဆငါရှေ့မှာလာပြီးမဟုတ်တန်းတရားတွေလာပြောနေပါလားတင်ရဟာကျုပ်ပေါ်ရန်လုံးနေတာပဲဒီလိုအမှန်မှမခွက်တဲ့တဲ့သူကဘလို့ကုသိုလ်တွေကြောင့်တုံ့ဆောင်နဲ့ဖြစ်နေတာပါလေအောင်မြတ်သားရဲ့စကားကချိန်မီတောက်နေရဲ့အရှက်ကိုထိသွားပြီးဒေါသရှင်ကလည်းအုံငနဲ့ပွတ်ထွက်သွားခဲ့တယ်ဒီလောက်ဖြစ်တဲ့ကောင်တေပြီးတော့ဆိုပြီး ချိန်ပြီးတော့တက်ကသူ့ရဲ့ခြေထောက်နဲ့အောင်မြတ်သားရဲ့ငယ်ထက်ကိုဝုန်းကနဲနှေးချလိုက်တယ်။တင်ရကျုပ်ကိုတော့ထိအောင်မနှေးနိုင်ဘူးပဲ။ချိန်ပြီးတော့နဲ့လည်းအတန်ကြားလို့လှည့်ကြည့်လိုက်တဲ့အခါအနောက်ကဝေယုံပေအောက်မှာတမလီခွေထိုင်နေတဲ့အောင်မြတ်သားကိုမြင်လိုက်ရတယ်။တင်ရလည်းခေသူမဟုတ်ဘူးပဲ။ဒီတခါတော့မလို့စရာဘူးဟဲ့။ချိန်ပြီးတော့နဲ့ကအတန်နဲ့ကြီးနဲ့ကြုံသွားပြီးနှေးချလိုက်တယ်ဆိုပေမဲ့အောင်မြတ်သားကိုမထိပဲမြေကြီးကိုသာနှီးမိသွားခဲ့တယ်။ ကိုကိုကိုအထေကြီးနေတဲ့တောင်ဆောင်တဲ့ပဲတင်ရအခုဒီကြုတ်ကိုထိအောင်မလုပ်နိုင်သေးပါလားအတန်းကဘေးကနေထွက်လာတာကြောင့်ချင်းမီတောင်နဲ့လဲဒေါသပုံထောက်သွားပြီးမြေတွေ့သမျှကိုခြေတောင်နဲ့တက်နေမှလျော်ခြေတောင်နဲ့နေခြေကထိတဲ့ဝေယုံတော်တစ်ခုလုံးမီးဟုံဟုံတက်လောင်နေတယ်ဆိုပေမဲ့အောင်မြတ်သားရော အပူမီးတော်မဟုတ်တာကြောင့်ချင်းမီတောင်နေရဲ့မျက်နှာကကြောက်ရွံ့မှုအံ့ဩမှုအရိပ်ရောင်တွေပေါ်ပေါက်လာခဲ့တယ်တင်မသူလဲလူတော့ဖြစ်ဟမတူဘူး ဘလူးလားနက်လားတင်ထင်နေတာတခုမှမဟုတ်ဘူးကျုပ်ကလူသားစင်စစ်တယောက်ပါမဖြစ်နိုင်တာတာမန်လူဆိုရင်အခုလိုဖြစ်เสียအကြောင်းမှမရှိတာနောက်ပြီးတင်ရကျုပ်ကိုပြန်ပြီးခုခံတာလည်းမရှိဘူးလူတွေထဲမှာကျုပ်လိုမျိုးပုံကိုယ်တွေအများကြီးရှိကြတယ်ကျုပ်အနေနဲ့တင်ကိုထိခိုက်နာကြအောင်ဆုံးမလို့ရပါမယ်ကျုပ်မလုပ်ပါဘူးဘာကြောင့်လဲဆိုတော့တင်ရတစ်ချိန်မှာဒီတော့ဒီတောင်မှာသာသနာပြုရမှာဖြစ်လို့ပဲ။ တာသနာပြုမှာဟုတ်လားကျောင်းအဲ့ဒါတွေစိတ်ဝင်စားအောင်နောက်ပြီးတင်ကကျုပ်ကိုထိခိုက်အောင်လုပ်နိုင်မှာမဟုတ်ဘူးဘာကြောင့်လဲဆိုတော့ဒီလောကမှာကျုပ်ကိုအမိတ်ပေးနိုင်တာကို့အရာနမင်းကြီးပဲရှိတယ်ချင်းမီတောင်နဲ့ရဲ့စကားကြောင့်အောင်မြတ်သားခေါင်းကိုခါရန်ကပြုံးလိုက်ပြီးညလက်ညိုးကိုမိုးပေါ်ထောင်ကနှုတ်ကနေဂါရာတပုတ်ကိုရွတ်ဖက်လိုက်တော့အလင်းရောင်ထွက်စာပြုတ်နေတဲ့ကောင်းငယ်တစ်ခွက်လုံးရွှေရောင်အလင်းတွေဖြောက်ထွက်လာပြီး ယရနာအတိပြီးတဲ့တန်လွတ်ကိုဆွဲကင်ထားတဲ့ကိုဝေယနမီကြီးရဲ့ပုံရိပ်ပေါ်ပေါက်လာခဲ့တယ်။ကိုဝေယနမီကြီးကိုရုတ်တရက်မြင်လိုက်ရတဲ့ချိန်ပြတောက်နဲ့အနေနဲ့နမင်းကို ကြည်လိုက်အောင်မြတ်တာကိုကြည်လိုက်နဲ့အာအောနေငါနေ။မျက်နှာကိုမြေကြီးပေါ်ဝေချလိုက်ပါတော့တယ်။အကျွန်ုပ်ကိုပင်ဖိတ်တဲ့အကြောင်းအရာဘာများပါလဲ။ထင်ရှားပြတ်သားပြီးဩဇာအပြည့်ပါတဲ့အတန်ကြောင့်အောင်မြတ်တာချိန်ပြတောက်နဲ့ကိုလက်ညှိုးထိုးပြပြီ။ဒီမှာရှိနေတဲ့တောင်းဆောင်တဲ့က အသိနဲ့မင်းကြီးတဘာတဲ့ကိုသာခစားလို့တဲ့အကြောင်းပြောတော်မူပိတ်ဖက်ရခြင်းဖြစ်ပါတယ်။ဟောဘယ်သူများလဲလို့အချင်းတို့ရင်ငယ်ကြော့မယ်။တင်ကဒီရဆရာလေးအပေါ်ဘယ်လိုအမှုမျိုးကျူးလွန်ခဲ့တုံး။ကိုရနဲ့မင်းကြီးရဲ့အတကြောင့်ချိန်မီတောင်းတဲ့ရဲ့ခန္ဓာကိုယ်တဆက်ဆက်တုံလာပြီ။ကျွန်တော်မျိုးမသိလို့အပြစ်ကျူးလွန်မိပါတယ်။ခွန်းလို့ပြောတော်မူပါအရှင်နဲ့မင်းကြီး။အချင်းတို့ရင်ငယ်ကြော့ကဆရာလေးအပေါ်အပြစ်လုံးမိပြီထင်ပါရဲ့။ဟဲ့ အခုချက်ချင်းတောင်းမှလိုက်စမ်းညမီးကြီးရဲ့စကားကြောင့်ချိန်မီတောင်းနှက်ကအောင်မြတ်သားရဲ့ခြေတော့ကိုနှစ်ဖူးနဲ့အပ်ပြီးထက်ခါတလဲလဲတောင်းမှခဲ့တယ်ကျုပ်အနေနဲ့တင့်ကိုခွန့်လို့ပါတယ်ဒါပေမဲ့တင့်အနေနဲ့အခုချိန်ဟာစပြီးဘသူ့အိမ်မှာထိခိုက်နာကျင်အောင်မပြုလုပ်တော့ဘူးဆိုတဲ့ဂရီကိုညမီးကြီးအရှိမပေးပါကျုပ်မလုံးဝတော့ပါဘူးဂရီထက်ထက်ပေးပါတယ်ညမီးကြီးကချိန်မီတောင်းနှက်ရဲ့ဟပ်ပန်ကိုကြည့်ပြီးအင်းကောင်းလေစွာကောင်းလေစွာ အခုချင်းအားစပြီးတော့တဲ့အနေနဲ့ဒီတော်ဒီတောင်ကိုရောက်လာတဲ့သူတော်စင်ပုဂ္ဂိုလ်တွေကိုကိုညီဆောင်မဖို့နဲ့မတမာသူတွေကို၆လမောက်ထုတ်စေ၆လမောက်ထုတ်ရမှလည်းသူတို့ဘာအသက်မသေးစေရဆိုတဲ့အမဲကိုပေးပြီးပျောက်ကွယ်သွားခဲ့တယ်။အဲ့တော့မှချင်းမီတောင်နဲ့လည်းအတိတရားဝင်ပြီးသူ့ရဲ့မူလရုပ်တွေရနေတာမန်ရုပ်တွေအဖြစ်ပြောင်းလို့အောင်မြတ်သားရဲ့ဘေးကိုယိုကျိုးစွာနဲ့တိုးကပ်လာခဲ့တယ်။တင်ကဒီတော်ဒီတောင်မှာစောင့်ကြက်နေတာညက်ပေါင်းဘယ်လောက်ရှိပြီလဲ။ နှစ်ပေါင်း400ကျော်ရှိပါပြီဆရာအတော်ကြာပြီပဲဒါနဲ့တင်းရဲ့ခြေထောက်တွေကဘလို့ကြောက်မီးတောက်လောင်နေရတာလဲကျောက်လူဘွားတော့ကဒီတော့ထဲမှာတိုးလိုက်တဲ့မိုးဆူဖြစ်ခဲ့ပါတယ်ကျောက်အမဲလိုက်လို့ရတဲ့သားကောင်တွေကိုထပ်မပြေးနိုင်အောင်လို့ခြေထောက်ကိုမီးနဲ့မြိုက်တဲ့အောက်ကုတို့ကြောင့်အခုလုံမီးဆဲလောင်နေတာပါတင်းကအောက်ကုတွေလှုပ်ပြီးတော့ဘလို့ကြောက်တောင်ဆောင်တဲ့နေရာကိုရောက်လာခဲ့ရတာလဲဒါကတော့ကျောက်အမဲလိုက်ပြီးပြန်တဲ့တနေ့ တဝါစောက်တည်နေတဲ့ယဟန်တပောက်ဖူးမြင်လိုက်ရတယ်။ကျုပ်လည်းယဟန်တော်မြင်တော့စွန့်ကဲ့ချင်တဲ့စိတ်ဖြစ်လာတော့မို့ပါလာတဲ့တားကောင်ရဲ့ပေါင်သားကိုမိခဲ့ပြီးစွန့်အဖြစ်ကတ်လူခဲ့ပါတယ်။စွန့်ကဲ့ပြီးအပြက်လမ်းမှာပဲမော်ယုံနေတဲ့ဆိုင်ရိုက်တကောင်ရဲ့နေသက်ချေကိုခံခဲ့ရတယ်။ဒါပေမဲ့တေးရဲဆဲဆဲမှာစွန့်ကဲ့ခဲ့တဲ့အတွေ့လေးဝင်ခဲ့တာကြောင့်ဒီနေရာမှာပဲအဆအဖြစ်ပြန်လည်ဖြစ်တည်ခဲ့တာပါ။ယဟန်တပောက်မိရွယ်ပဲကတ်လူခဲ့တဲ့စွန့်တဲ့ရဲ့ကုသူက ဒီလောက်ထိအကျိုးပြုခဲ့တာပါလားဒါတောင်တင်ရဘာလို့အကုသူတွေဆက်လုပ်နေခဲ့တာလဲကြုံမှားခဲ့ပါလေဒီနေ့ဒီအချိန်ဟာဆပြီးတော့အကုသူအလုပ်တွေထပ်မလုပ်တော့ပါဘူးလို့ခရီးပေးပါလေတာဒုတာဒုတာဒုတင်လဲအခုခံစားနေရတဲ့ဝေကျွေးရနေအမြန်ဆုံးလွတ်မြောက်ပါစေအမြတ်သားရဲ့ဆူတောင်းစကားတဲ့အဆုံးပါပဲချိန်မီကြောင့်တက်ကပြုတ်ရွှင်နေမျက်နှာထားနဲ့ပြောက်ွယ်ပြီးတိမ်မကြခဲ့အချိန်အတွင်းမှာတော့ တောဆက်ကနဲ့တစ်ကန်းချောင်းနင်းတံတွေထွက်ပေါ်လာလို့ကြိလိုက်တဲ့အခါမကောင်းတဲ့ခွန်လာတို့ဖြစ်နေခဲ့တယ်။ဆရာဘာမှမဖြစ်ဘူးမဟုတ်လား။ဘာမှမဖြစ်ပါဘူး။ကျွန်တော်တို့ကဆရာကိုစိတ်ပူနေတာတော်ပါသေးရဲ့။အောင်မြတ်သားကမကောင်းတဲ့ခွန်လာတို့ရဲ့စကားကိုဘာမှပြန်မပြောဘဲခပြုံးပြုံးမျက်နှာထားနဲ့သာကြည့်နေခဲ့လိုက်တယ်။အောင်မြတ်သားအနေနဲ့ကိုယ်ရနမေးကြီးအကူညီနဲ့ချိန်မီတောက်နှက်ကိုလိမ္မာအောင်ဆုံးမပြီးတဲ့နောက်မှာတော့ ူနေအခြေတွေရှိတဲ့ဘက်ကိုပြန်လည်ထွက်ခွာလာခဲ့တယ်။မကောက်ဟိုမှာဗာများပါလေ။အောင်မြတ်သာလက်ညှိုးထိုးပြတဲ့နေရာကို ကြည့်လိုက်တော့ကျေသေးရွယ်လောက်ရှိတဲ့အစိမ်းရင်ရင်ကြောက်စိမ်းလက်ကောက်တွေကိုမြင်တွေ့လိုက်ရတယ်။ကြောက်စိမ်းလက်ကောက်ပါလားဆရာ။ဘာသူကြောက်သွားတာလဲမသိဘူး။မကောက်နဲ့မြေကြီးပေါ်မှာကျနေတဲ့လက်ကောက်ကိုယူလိုက်တဲ့အချိန်နားထဲမှာရှက်ကြီးတင်ငင်ငိုနေတဲ့အတန်ကိုကြားလိုက်ရတယ်။ မကောင်ကောက်ယူလိုက်တဲ့ကြောက်စိမ့်လက်ကောက်နဲ့ငူကြွေးတန်ကဘလို့ဆက်ဆက်နေမလဲဆိုတာကိုတော့အောင်မြတ်တာနဲ့အဆွဲလက်ကောက်ဆိုတဲ့ဝိထုလေးမှာပရိသတ်ကြီးအားစောင့်မျှော်အားပေးနားဆင်ပေးကြပါအောင်နော်အချိန်ပေးပြီးနားဆင်အားပေးခဲ့ကြတဲ့ပရိသတ်တွေတူချင်းစီကိုကျေးဇူးထူးပဲတင်ရှိသလိုစာရေးစရာဇယနဲ့ရမညောက်လဲကျေးဇူးထူးပဲတင်ရှိပါတယ်ရှင်ဒီဇလန်လေးကိုတင်ဆက်ပေးခဲ့တဲ့သူကတော့ကျမတကူးမေပဲဖြစ်ပါတယ်ပရိသတ်များအားလုံးပဲကံကောင်းခြင်းပျော်ရွှင်ခြင်းကျမ်းမာခြင်းတွေကို အစင်ထာဝရပန်းဆိုင်နိုင်ကြပါစေရှင်။